ားလုံးမင်္ဂလာပါနှုတ်ဆက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီတစ်ခါ software မတော်မင်းနဲ့ computer တွေကအမိုက်တွေကို channel တွေကိုကျွန်တော်တင်ပြပါမယ်အဲဒီတော့ကျွန်တော်တို့ဒီကြောင့်ဟာအခြေခံဓမ္မတွေလည်းယူရပါတယ် software မတော်မင်းနဲ့ computer တွေကအမိုက်တွေကို share မယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ number 1ကျွန်တော်တို့ RAM box ပေါ်ရပါမယ် RAM box ပေါ်ဖို့အတွက်ကျွန်တော်တို့ဒီ RAM box မှာ RAM လို့ကြီးလို့ရပါတယ် RAM RU အလုံးကျွန်တော်တို့ရေးလိုက်တာနဲ့ကျွန်တော်တို့ RAM box ဟာ ကိုရောက်နေပါပြီအဲဒါဒီလိုပဲပေါ့လေကြားလာပါမယ်တကယ်လို့ RNU အန်လို့မရေပေနဲ့ကျွန်တော်တို့ keyboard ကနေပြီးတော့ကျွန်တော်တို့ window key နဲ့ key r ကိုတွဲနေလိုက်ရတယ်ကျွန်တော်တို့လည်းပေါ့ကြပါတယ် window key ရဲ့ key r ကျွန်တော်တို့ window key နဲ့ r key နဲ့ကိုတွဲနေလိုက်ကျွန်တော်တို့ပေါ့ကြအဲ့တော့ဒီထဲမှာကျွန်တော်တို့ number 7ကျွန်တော်တို့တင်ရမှာလို့ရရမှာရာခိုင်နှုန်း DE အဲ့ဒါကိုဒီရာခိုင်နှုန်းအဲ့တော့ကျွန်တော်တို့ရာခိုင်နှုန်း DE MP ရာခိုင်နှုန်းလေးရတယ်ကျွန်တော်တို့ okay ကိုလိုက်ပါ ဟုတ်ကဲ့နေပြီဟာနဲ့ကြားရတော့ကျွန်တော်ဒီပေါက်ပါသေးကျွန်တော်တို့ဒီကြားရတဲ့ဒီပေါက်စီကျွန်တော်တို့ဒီကွန်ပျူတာထဲက sound တန်းဖိုင်နေဖြစ်တယ်ဒါလည်းမိုက်တွေဖြစ်တယ်เนาะကျွန်တော်တို့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီဘက်ကတက်ပိုင်းတော့ client တစ်ချက်လိုက်ပါပြီးတော့ keyboard တွေက control a ကိုလိုက်ပါအဲ့တော့ keyboard တွေက control a ကိုလိုက်လိုက်တာနဲ့ကျွန်တော်တို့ဒီကြားလေးကျွန်တော်အကုန်လုံး off select ပြီးတော့ select off ပြလိုက်တာဖြစ်တယ်เนาะအဲ့တော့

然后毛坡公园公园里头，就那个历史的毛嘛，嗯，那些那些，我们那毛家那个里面毛坡嘛，反正里面嘛，就那边比较那个 D E M B，属于叫一个，后面就那个亚开农 D E M B 亚开农，第二个亚开农后边那个亚开农我把它忘了，D E M B 呢，然后 OK 我那个。จ้าละได้ดีบ้างมาจนเราจ้าละได้ดีไม่ดีก็ control in the oscillator ว่า control enable select ပေးလိုက်ရတယ်ကျွန်တော်တို့ဒီကောင်ကို chandelier နဲ့ဖြတ်ပါ okay အဲ့တော့ continue ဆက်သွားလိုက်တော့ကုန်ပါနော်အဲ့တော့ဒီကောင်ကိုပိတ်ပါအဲ့တော့နောက်တစ်ချက်ကျွန်တော်တို့ခုနတိုင်း brand box ကိုဖွင့်ပါဒီနေရာမှာ p r e f e c c h p r e f e c t ဆိုပြီးနေပါကျွန်တော်တောင်းဝကြည့်တော့ရနော် prepare ရေးကြည့်ရနောက်ပိုင်းမှာကျွန်တော်တို့ okay ကိုလိုက်ပါကျွန်တော်တို့ continue server အတွက်ကျွန်တော်တို့ continue ကိုလိုက်ပါ အဲ့တော့ကြားလာတဲ့ဒါလေးကြီးကျွန်တော်တို့ဆက်တလုံးရဲ့အမိုက်တွေဖြစ်တဲ့ဒီတန်အမိုက်တွေဟာဒီတန်ဖိုင်တွေဟာကျွန်တော်တို့ဆက်မှာညလာတာနဲ့အများကျွန်တော်တို့ဆက်ဟာနေလာပါမယ်ပြေးကွေ့လာပါမယ်လုံးဆောင်ချက်တွေပြေးနေလာပါမယ်အဲ့တော့ဒီကောင်လေးခုနကတည်းက coffee book တွေက control ကိုနေပြီးတော့ host လဲပေးပါအဲ့တော့ကျွန်တော်တို့ people က share လုပ်နေတွေ့နေပါဒါတောက်ပါကျွန်တော်ရဲ့အမိုက်တွေကုန်ပါပြီအဲ့တော့ဒါကျွန်တော်တို့ computer ထဲကအမိုက်တွေကို channel number 1ပေါ့ဒုတိယတနည်းကြတော့ကျွန်တော်တို့ကဒီ window window logo window lotte ကအမိုက်တွေကို share မှာပြတဲ့အတွက်ကျွန်တော်တို့ computer ပေါ်မှာ desktop ပေါ်မှာကြီးတဲ့ computer ပေါ်မှာကျွန်တော်တို့ right click ထောက်လို့လည်းကျွန်တော်တို့ computer PC computer ပေါ်မှာ right click ထောက်ပြီးတော့ manager ထည့်ဖို့ဝင်ပါကျွန်တော်တို့ခဏလေးတောင်းပါအခုနောက်ရှင်းတဲ့နေရာပထမနေ့တော့ကျွန်တော်တို့အဲ့ဒီ tab file ကဘယ်ကလာလဲဆိုတော့ကျွန်တော်တို့စက်တလုံးကိုဖွင့်ပြီးတော့15မိနစ်မိနစ်30အလုံးတော့လည်း tab file ကိုဒီလိုလုပ်ပါမယ် အဲ့တော့ကျွန်တော်တို့အခုရှင်းတဲ့နေ့ဟာကျွန်တော်တို့ window lock ထဲကအမိုက်တွေကိုကျွန်တော်တို့ရှင်းလက်ပြတယ်နော် software မတော်ခင်တဲ့ computer system ကိုတုံးပြီးတော့ကျွန်တော်တို့အမိုက်ရှင်းတယ်ပေါ့အဲ့တော့ဒီဘောင်းလေးတစ်ခုကြားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ computer computer မှာ right click ထောက်ပြီးတော့ manager တွေကိုကျွန်တော်ဝင်ပြီးတာနဲ့ဒီဘောင်းလေးတစ်ခုကြားလိုက်ပြီဆိုရင်ဒီဘောင်းလေးမှာကျွန်တော်တို့ event viewer ဆိုပြီးတော့ကျွန်တော်ဒီ API ရဲ့ event viewer ဒီဘက်က event viewer စာတမ်းလေးတစ်ခါ short လေးကိုလိုက်လိုက်ပါ short လေးကိုလိုက်လိုက်တော့ကျွန်တော်တို့ဒီစာတမ်းလေးအဝါရောင် folder လေးနဲ့လေ့ခုကြားလာမယ် အဲ့ဒီကကျွန်တော်ဒုတိယတော့ခဲ့တဲ့ window law ကိုလိုက်ပါချောင်းလေးကိုလိုက်ပါ window law ကိုလိုက်တဲ့အခါကျွန်တော်တို့က apply feature secretary တို့ subscription လို့ system တို့ power user တို့ကျွန်တော်ကြားလာပါမယ်အဲ့ဒီတော့ကျွန်တော်တို့ဒီကဒီလေးခုမှ number 1အပေါ်က apply feature ကိုလိုက်ပါခဏလေးစောင့်ပါဒီညာအနေနဲ့ကြာရင် window law တယ်ပြီလို့ဒီလိုမျိုးအပိုင်း channel လေးကိုကျွန်တော်တို့တပတ်ကိုနှစ်ခါသုံးခါလောက်ပုံမှန်ရှင်းပြတာနဲ့မိတ်ဆွေတို့ရဲ့ set ကြီး တာမန်ပုံမှန်ထက်ပုံမူသက်လာတာကိုကျွန်တော်တွေ့ရပါလိမ့်မယ်။ခဏလေးစောင့်ပါ။ကျွန်တော်စကန်လေးလုပ်နေပါခဏလေးစောင့်ပါ။ဒါကျွန်တော် window တက်ကအမိုက်လေးကိုရှင်းနေဖြစ်ပါတယ်ကျွန်တော် software တောင်းကြရမလို့အရင်လူတွေကညီပါ။ဒီနည်းတွေကိုပုံမှန်လုပ်ပြကြရတယ်ကျွန်တော်ဆက်ဟာပုံမူသက်လိုက်ရတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်းလေးကိုကြားလာတယ်။ဒီမှာကျွန်တော် setting မှာရှိတဲ့အမိုက်တွေကျွန်တော်မနှဲပါဘူး။ကျွန်တော်ဒီအတုံးလေးကိုသာကြည့်လိုက်ပါအမိုက်တွေမနှဲပါဘူးဒီမှာ။ ဲ့တော့ဒီကောင်းလေးကိုဘယ်လို share မလဲဆိုတော့ကျွန်တော် apply ပေးတဲ့နေရာရောက်အဲ့တော့ဒီဖက်ဘောင်းလေးတွေအထက်မှာကျွန်တော် claim ရ law ဆိုတာရှိတယ်ကျွန်တော်တို့ပထမဒုတိယတတိယဒုတိယနောက်စာကြောင့် CLEARLO claim ရ law လေးဒီအဲ့ claim ရလေးကို legend claim ပေးပါအဲ့တော့ကျွန်တော် sit and claim ရ claim ရကစံကြတယ်ကျွန်တော် sit and claim ရကိုလိုက်ကြမလို့ပါဘူးကျွန်တော်ဒါတိတ်ဒါမတိတ်တော့ပါဘူးဒါကျွန်တော်စိတ်ခိုင်းတာကျွန်တော်တို့ဒါအမိုက်ကိုထုံးမှပြတဲ့အတွက်ကျွန်တော်ကလင်ရနဲ့ရှင်းလိုက်ပါကလင်ကကလင်ရကိုနှိပ်ပါကျွန်တော်တို့ရအမိုက်ရကုန်ပါပြီ အခုနောက်တစ်ဆန်းကျွန်တော်တို့ခုနတိုင်းပဲ secretary ကိုတစ်ချက်နှိပ်လိုက်ပါအဲ့တော့ secretary ပါကြီးရဲ့အပိုက်တွေကျွန်တော်ကြားလာပါပြီဒီမှာမနေပါဘူးအဲ့တော့ခုနတိုင်းပဲကလင်ရန်လုံးကိုနှိပ်ပါကလေးကောင်ကကလင်ရန်နဲ့ရှင်းပါပုံပါပြီစတေးကိုနှိပ်ပါစတေးမှာရှိတဲ့အပိုက်ကျွန်တော်ရှင်းပါမယ်အဲ့တော့ကလင်ရန်ကိုနှိပ်ပါကလင်ရန်ကိုနှိပ်ပါ okay နောက်တစ်ခုက system by ဆိုင်ရာကျွန်တော်တို့ရဲ့ system by ဆိုင်ရာကိုခုနတိုင်းပုံမှန်နှိပ်လိုက်ပါ အမိုက်တွေမနေပါဘူးနော်ဒီအမိုက်တွေကိုကျွန်တော်တို့မရှင်းမင်းတဲ့တပတ်နှစ်ပတ်တလားကြာလာလို့ကျွန်တော်ဆက်ပြီးတော့လေ့လာပါတယ်အဲ့တော့ခုနာအတိုင်းပဲကလင်ရလောက်ကိုနှိပ်ပါခုနာအတိုင်းပဲကျွန်တော်တို့ကလင်ရကိုနှိပ်ပါကျွန်တော်ရအမိုက်တွေကုန်ပါပြီအဲ့တော့ဒီကောင်လေးကိုကျွန်တော်ပြန်လည်ရပါပြီနော်အားလုံးကျေးဇူးတင်ပါတယ်ဒီအမိုက်ရှင်းလေးကိုကျွန်တော်တို့ပုံမှန်လုပ်ပေးခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ဟိုပါလေဒီကျွန်တော်တို့ရဲ့ဆက်ဒီပုံမှန်ဒေါ်လာ20ဆင်ပါဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ software 30လည်းမလိုပါဘူးတကယ်လည်းသူတက်နေပါကျေးဇူးများတင်ပါတယ်